မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကျန်းဖို့ပါတီကအစိုးရတစ်ဖွဲ့ပြီးတာနဲ့စစ်တပ်နဲ့ပေါင်းပြီးအာရခတတော် AA နဲ့ကိုကန် MNDAA ကို အပြတ်အသတ်တိုက်ခိုက်နိုင်နေမယ်ဆိုပြီးတော့ပါဘူးလက်လှဆွေကကြုံဝါနေပြန်ပါတယ်ရှိခိုင်ပြည်နယ်မှာအရကတတော် AA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အမ်းမျိုးနယ်မှာအကြက်ဖတ်စစ်ကောင်စီရဲ့မြို့နယ်အုပ်ချုပ်ရေးမှုအငိမ့်စားဘူကြီးအောင်ပြေဆုံးဆို့ဆို့သူတိတ်သွားတာကို မိသားစုစီရှစ်လကြာတဲ့အခါမှာစစ်တပ်ကအတိပေးခဲ့တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမစိုးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကြံ့ဖို့ပါတီကအစိုးရအသစ်ဖွဲ့ပြီးတာနဲ့စစ်တပ်နဲ့ပေါင်းပြီးအာရခတတော် AA နဲ့ကိုကန် MNDAA ကိုအပြတ်အသတ်တိုက်ခိုက်နှိမ်နှင်းမယ်ဆိုပြီးတော့ပါဘူးလက်လှဆွေကကြုံဝါနေပြန်ပါလေဒါကြောင့်အောက်ကလ20ရက်နေ့ကပဲသူရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ပြန်ပြောဆိုထားတဲ့ဗီဒီယိုဖိုင်ထဲမှာ အဲ့ဒီချမ်ပေါ်ပါတီရဲ့နေပြည်တော်နယ်မြေဥက္ကဋ္ဌဘူးလက်လှဆွေဆိုသူကထုတ်ပေါ်ပြောဆိုထားပြန်တာပါအဲ့ဒီမှာဘူးလက်လှဆွေကလာမယ့်ရွေးကောက်ပွဲအတွင်းတွက်ချက်ထားမှုတွေအရ NLD မပါတော့တဲ့အတွက်သူတို့ချမ်ပေါ်ပါတီကသာအနိုင်ရဖို့တေချာနေပြီဖြစ်တာကြောင့်ချမ်ပေါ်ပါတီကအစိုးရတစ်ဖွဲ့စည်းပြီးတာနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့အာရခတတော် AA နဲ့ကိုကန် MNDAA ကိုအပြတ်အသတ်နှိမ်နှင်းမှာဖြစ်တယ်လို့ဒါဟာသူတို့ချမ်ပေါ်ပါတီအစိုးရတစ်ကလှုပ်ဆောင်ရမယ့်တာဝန်ဖြစ်တယ်လို့လည်း အဲ့ဒီဘူးလက်နှဆွေကအခုလိုထုတ်ပေါ်ပြောဆိုထားတာပါမင်္ဂလာပါလစ်စားပါတယ်ဒီနေ့ဩဂတ်20ဗုဒ္ဓဟူးနေ့ဟောလီပြောစရာရှိလို့ဗျအဲဒီကောက်ဝဲနီးပြီဒီကောက်ဝဲမှာအနီနဲ့အစိမ့်နဲ့ခစ်တဲ့ရောက်ကောက်ဝဲမှာနှစ်မျိုးရှိအောင်အနီတွေကထောင်ထဲမှာတော်ထဲမှာပြပမှာဆိုနီးရမရှိအောင် စိတ်မကြံအဲ့တော့အနီမဲ့ပေးခဲ့တဲ့လူတွေကအစိမ့်တော့ပေးမှာမဟုတ်ဘူးတော့သိပါတယ်အဲ့သူကပြီးနှလုံးတို့ပြီးသုံးလုံးတို့ NDF တို့ပါညာခမောက်တစ်လုံးတို့ခမောက်နှလုံးခမောက်သုံးလုံးညပေးလိုက်မှညပေးလိုက်တော့သူကမဲကွဲသွားတယ်ဆိုတော့ကျွန်တော်တို့တခိုင်ကြီးကအစိမ့်ရချင်းနေကောင်းချင်းနေကောင်းအစိုးရဖွဲ့အစိုးရဖွဲ့တော့မလုပ်မလဲဆိုတော့ကျွန်တော်ပြောပြမလို့ဥပမာပြ ကျွန်တော်တို့ငယ်ငယ်ကဝအနေမှာဘကဘောက်အမုံကြိတ်တာဘကဘောက်အမုံကြိတ်တာခါတေချာစပလော်တီးရဒီကောင်လေးပိုင်ဟန်ပါဆမ်းမှာကွက်ကွက်လေးပဲကြတယ်အဲ့ချိန်မှာရလိုက်လို့အမုံကြိတ်တယ်ကျွန်တော်တို့အမုံကြိတ်တာကိုဘယ်သူသိလဲဆိုတော့ UWS ကသိတယ်ဒါကြောင့်မို့အခုဒီ2021ဒီကိစ္စကြီးပေါ်လာတဲ့ချိန်မှာ UWS ကမပါဘူးမပါဘူး မပါတဲ့ခါကျ तू ဘောက်အမုံစိတ်ခံမှကြောက်လို့ तू ကကျွန်တော်တို့အမုံစိတ်တဲ့ဟာကို तू တို့ကခံစားဘူးလေအခုကျွန်တော်ပြောတာအခုလာမဲ့ရွေးကောက်ပွဲပြီးရင်တက်လာမဲ့အစိုးရတန်ခိုင်ကြီးအစိုးရတက်လာပြီဆိုရင်မလုပ်နဲ့ဆိုတော့ခင်ဗျားတို့ဟဲ့လားတပုံနေခင်ဗျားတို့စောစောစီစီငင်းချိုင်းယူယူထားမယူလို့ကတော့အမုံစိတ်မှာနော်ကျွန်တော်ပြ PDF တွေပါနှစ်ပဲတည်းပြဟိုငကားလို့လို့ဟိုပါဟိုဟို ပါတယ်တန်ခဲလူပါတို့အဲ့ဒီကောင်တို့တီကောင်လူလူအဲ့ဒီကောင်တွေကိုမပြောဘူးเนาะအဘာပြောဘူးခင်ဗျ EA အစเนาะ EA MNDA ဟုတ်ကဲ့ကိုကတို့ခင်ဗျကုံချမ်းလောက်ကင်ချစ်ဆွေရောတော်ပြီလေငကူနေရအဲ့ဘာတိန်ဒီကိုခိုင်နေလာလို့မနေနဲ့ငါတို့အမုံကြိတ်ရင်မင်းဆရာကြီးကိုသွားမေးလိုက် YouTube SA ကိုငါတို့ဘလို့ကြိတ်လဲဆိုတော့ခုတတ်မတော်ကြီးကအင်အားတောင့်တင်းလာပြီဆိုရင်အမုံကြိတ်မှာနော် ရွေးကောက်ပွဲပြီးရင်အမုန်းကျိတ်မှာခုလေးကမင်းတို့တေချာလေးငင်းချိုင်းယူထားလိုက်အဲ့ဒါလေးကိုတတိလာပေးတယ်ငါတို့ဘလို့အမုန်းကျိတ်ထားလဲဆိုတာကိုဟုတ် YouTube SS ကတိတယ်ငါတို့အသက်ရွယ်ကတိတယ်အဲ့ဒါမင်းဟိုနှစ်ပဲတပြားဟိုမင်းကြံဟိုဘလက်တိုက်ကလို့တော့အဲ့အဲ့ငါစောက်ဘောတွေကဘာမှမသိဘူးအဲ့ဒါလာပြောတာလေးစားပါတယ် လက်တလောချက်ဖွပါတီဟာသူတို့စစ်တပ်ကလုံမဲ့အတုယောင်ရွေးကောက်ပွဲအတွက်စီယုံရေးခီးစဉ်တွေကိုချက်ဖွပါတီဥက္ကဋ္ဌခင်ကြီးဦးဆောင်ပြီးစစ်တပ်ကထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာလှည့်လည်နေသလိုမြေပြင်မှာလည်းစစ်တပ်နဲ့ပေါင်းပြီးချက်ဖွပါတီဝင်တွေကိုကြေးရွာရက်ကွက်အုပ်ချုပ်ရေးမှုတွေအဖြစ်ခန့်အပ်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်ချက်ဖွပါတီခင်ကြီးက စစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တွေအစိုးရတွေတရုတ်ဆောင်တွေနဲ့တွေ့ဆုံပြီးသူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲအောင်မြင်အောင်လုပ်နိုင်မှုအတွက်ပြည်သူတွေဆန္ဒမဲ့ပေးဖို့စီယုံခိုင်းတာတွေလုပ်နေပြန်တယ်လို့လည်းကြံ့ဖို့ပါတီတရင်အရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်မှာအရကတတော် EE တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အမ်းမျိုးနယ်အတွင်းအကြက်ဖက်စစ်ကောင်စီရဲ့မြို့နယ်အုပ်ချုပ်ရေးမှုအငိမ့်စားဗိုလ်ကြီးအောင်ပြေဆုံးဆုတ်ဆုတ်သူသိမ့်သွားတာကို မိသားစုစီရှစ်လကြာတဲ့အခါမှာစစ်တပ်ကအသိပေးခဲ့တယ်လို့အဲ့ဒီမိသားစုနဲ့နှိစက်သူကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကပဲရခိုင်ပြည်နယ်အမ်းမြို့နယ်ကိုအရခတ်တော်အီအီကအပိတသိမ့်ပတ်လိုက်တဲ့အချိန်အဲ့ဒီအမ်းမြို့နယ်အုတ်ချုပ်ရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အကြက်ဖက်စကောက်စီတက်ရဲ့အငိမ့်စားဘူကြီးအောင်ပြေဆုံးစို့ဆိုသူဟာတိုက်ပွဲအတွင်းမှာပဲပွဲချင်းကြီးကိုတိတ်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုအငိမ့်စားဘူကြီးအောင်ပြေဆုံးစို့ဆိုသူတိတ်သွားတာကို စစ်တကမိသားစုစီအတိမပေးပဲထားထားရကနေရှစ်လကြာတဲ့အခါမှသာဘူကြီးအောင်ပြေဆုံးဆိုးဆိုးသူသေသွားပြီဆိုပြီးစစ်တကကြံရည်သူမိသားစုစီအကြောင်းကြားလာတယ်လို့အဲ့ဒီမိသားစုနဲ့နီးစပ်သူကပြောထားပါလိမ့်အဲ့ဒီလိုအမ်မြုန်နဲ့တိုက်ပွဲမှာအရကတတော်အေအေးရဲ့လက်ချက်နဲ့တင်ပွဲချင်းပြီးကိုသေသွားတဲ့ဘူကြီးအောင်ပြေဆုံးဆိုးဆိုးသူမှာဇနီးဖြစ်သူတိတ်တူတူအောင်ဆိုးသူ ਨੇ တမိဖြစ်သူကြံရည်ခဲ့ပြီးတမိဖြစ်သူကပြပမှာပညာသင်နေတယ်လို့သိရတယ်လို့ အဲ့ဒီဇနီးဖြစ်သူတိမ့်သူသူအောင်ဆိုသူကလည်းစစ်တပ်အမာခံထောက်ခံသူဖြစ်တဲ့အပြင်အာဏာသိမ်းစင်တုန်းကဆန္ဒပြတဲ့သူတွေကိုအမျိုးမျိုးလှောင်ပြောင်ခဲ့သူဖြစ်တဲ့အတွက်သူ့ရဲ့အပေါင်းအသင်းတွေတောင်သူ့ကိုအပေါင်းအသင်းမလုတ်ကြတော့ပဲပြစ်ပယ်ထားတဲ့အပြင်အခုတော့သူ့ယောက်ျားစစ်သားပါတိုက်ပွဲထဲမှာမရှုမလားပွဲချင်းပြီးကိုတိတ်သွားရုံနဲ့မကအလောင်းတောင်ပြန်မရပဲသူတို့ထောက်ခံတဲ့စစ်တပ်ကိုယ်တိုင်ကတေသွားတာတောင်ရှစ်လအကြာမှအတိပေးတဲ့အခြေအနေနဲ့သူကိုယ်တိုင်ကြုံလိုက်ရတယ်လို့အဲ့ဒီမိသားစုနဲ့နှိစက်သူစီကနေသိရပါတယ် ဒါအပြင်အဲ့ဒီလိုအမ်းမြုံနယ်အတွင်းပွဲချင်းပြီးတိတ်သွားတဲ့စစ်တပ်ရဲ့ဗိုလ်ကြီးအောင်ပြေဆုံးဆုတ်ဆုတ်သူဟာလေသူမသေးခင်ကအာရခတက်တော်အေအေကိုအကြမ်းဖက်အဖွဲဆိုပြီးလှောင်ပြောင်ပို့စတင်ခဲ့သူဖြစ်ပြီးအခုတော့သူလှောင်ပြောင်ခဲ့တဲ့အေအေရဲ့လက်ချက်နဲ့ပဲပွဲချင်းပြီးကိုတိတ်သွားပြီးအလောင်းတောင်ပြန်မရတဲ့အဖြစ်နဲ့ကြုံတွေ့လိုက်ရပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ တင်းတိုင်းတိုင်းဘိတ်တဝဲခရိုင်မှာစစ်ကြောင်းထိုးလာပြန်တဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရစ်တပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့ဇေကောင်စီဘက်ကအထိနာသွားကြပြန်တယ်လို့စစ်သားညီညီသောဆိုသူပါလက်နက်ခဲရဲနဲ့အတူတော်လန်ရစ်တပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ KNDO ဌာနချုပ်ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့လက်ရှိတင်းတိုင်းတိုင်းဘိတ်တဝဲခရိုင်မှာစစ်ကြောင်းထိုးလာပြန်တဲ့အကြပ်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာ KNDO တရင်ခွနစ်နေမြေတဲကိုဝင်ရောက်လာတဲ့အချိန် KNDO တပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာသွားကြတယ်လို့သူတို့ရဲ့စစ်ကားတစ်စီးလည်းပျက်စီးသွားတဲ့အပြင်အဲ့ဒီစစ်ကြောင်းကစစ်သားညင်ကြီးသောဆိုသူပါလက်နက်နဲ့အတူထွက်ပြေးလာပြီးတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ KNDO ဌာနချုပ်ကသတင်းထုတ်ပြန်ထားပါတယ်လက်ရှိမှာတော့အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားညင်ကြီးသောဆိုသူကိုလိုအပ်တာတွေမေးမြန်းပြီးတာနဲ့လူသားချင်းစာနာမှုစီမင်းစည်းကမ်းနဲ့အညီသက်ဆိုင်ရာဌာနစီကိုပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ဒါပြင်ဩဂုလ19ရက်နေ့ကလည်းတဝဲမြို့ကနေထွက်လာတဲ့အကြံဖတ်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ရင်တန်းကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမှုမှုအတွေ့စစ်ကောင်စီတပ်သားအယောက်20ဝန်းကျင်ဟာအသေးသေးတေကုန်ကြုံနေမှာကစစ်ကား၈စီးပါပျက်စီးသွားတဲ့အကြောင်းကိုလည်းတော်လိုင်းတပ်တွေကသတင်းထုတ်ပြန်ထားပါသေးတယ်။လက်ရှိမှာတော့ဒင်းသာရီတိုင်းဘေးတဝဲခရိုင်အတွင်းမှာတော်လိုင်းပူပေါင်းတပ်တွေနဲ့အကြံဖတ်စစ်ကောင်စီတပ်အကြတိုက်ပွဲတွေခက်ဆစ်ဆိတ်ဖြစ်ပွားနေပြီးနှစ်ဖက်စီရေးကတော့တင်းမာနေတဲ့အခြေအနေဖြစ်နေတယ်လို့လည်းဒေတာအတွင်းသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစုံရွာကနေထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကကြဖြတ်တိုက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီတပ်သား၁၀ဦးဝင်းကျင်ကတော့အသီးသီးတေကုန်ကြတဲ့အပြင်စစ်သားမသားအလောင်းတချို့နဲ့အတူတနက်၄လက်ကူပါတော်လိုင်းကြီးတပ်တွေကတင်းစီရရှိထားတယ်လို့မြင်းညာခရိုင် PDF အမှတ်၄အမှတ်၁၀တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်း အတုံးယုံတိတ်နေကြတယ်စစ်ကောင်စီတပ်သားမပါအလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ဩဂုလ21ရက်နေ့ဖြစ်တဲ့မနေ့ကမွန်းလွဲပိုင်းမှာပဲငင်းကြံမြို့နယ်စုံရွာပြူစောတိစခန်းကနေငမ်းမြာရဲစခန်းဘက်ကိုထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးပုံပုံတက်တွေကကြပြတ်တက်ခိုက်ချင်းမှုခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၁၀ဦးဝင့်ချင်းကတော့အသေးသေးတေကုန်ကြပြီးတဲ့နော် ကျန်တဲ့စကောင်စီတပ်သားတွေဟာအသည်သည်ထွက်ပြေးသွားကြပြီးတိုက်ပွဲဖြစ်ပွားရနေရအနီးတစ်ဝိုက်လက်လန့်မီရနေရကနေစစ်သားမသားအလောင်းတချို့နဲ့တနက်လေးလက်ကိုပါတော်လိုင်းကြီးတတွေကတင်စီရရှိခဲ့တယ်လို့မြင်းညံခိုင်ပီတီအမှတ်လေးအမှတ်30တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်အဲ့ဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းတော်လိုင်းကြီးတတွေကအနောက်ကနေလက်လန့်မီတဲ့အထိလိုက်လံတိုက်ခိုက်ချေမှုန်းမှုတွေလုပ်ခဲ့သေးပြီးအဲ့ဒီစစ်သားတွေကတော့ ငမ်းများရဲစခန်းကသူတို့စစ်တပ်စစ်ကူစစ်ကြောင်းလာမဲ့ဘက်ကိုမရောက်ရောက်အောင်ခြေကုံတုတ်ပြီးပြေးသွားကြတယ်လို့ညဉ့်ညံခံပီတီအမှတ်၄အမှတ်၁၀တက်ရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းရင်းနှံကျောင်းမြို့နယ်ကရသပီသူတွေနေထိုင်ရာ၄တိုင်စင်ကျေးရွာမူโจကျောင်းနယ်စေကန်းကိုဂျပန်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေနဲ့လာပြီးဘုံကျဲမှုကြောင့်ပြည်သူနှုတ်ထိခိုက်ဒဏ်ရာရထားပြန်တဲ့အပြင်မူโจကျောင်းနယ်စေကန်းလည်းပျက်စီးထားပြန်တယ်လို့ ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အောက်ကလနဲ့စတီးရနေဖြစ်တဲ့မနေ့ကညာပိုင်းမှာပဲရေနံကြောင်းမြို့နယ်ကအရသာပြည်သူတွေနေထိုင်ရာလေးတိုင်စင်ကြေးရွာမူကြိုကျောင်းနယ်စေကန်းကိုအချက်ဖက်စကောင်စီတပ်ကဘာတိုက်ပွဲမှမဖြစ်ပဲလင်းနဲ့လာပြီးရေရွက်ချက်ရှိရှိဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်စီတပ်ရဲ့လေကျောင်းတက်ခိုက်မှုကြောင့်ရေသားပြည်သူတို့ဥဒံရရထပြန်တဲ့အပြင်မူကြိုကျောင်းနယ်စေကန်းအဆောက်အုံတွေလည်းပျက်စီးထပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်အလားတူ ။ဩဂလရှိရနေ့ကလည်းရေနံကြောင်းမျိုးနဲ့လေကြီးရိုးချေးရွာကိုတောင်ပြည်ဖရဲဝင်းကိုအချက်ဖက်စကောင်စီတက်ကဆက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်လေဖရဲဇီဒီတွေထိခိုက်ပျက်စီးခဲ့ရသေးတယ်လို့သိရပါတယ်။လက်ရှိအချက်ဖက်စကောင်စီတက်ကဒေါ်လာရေးတက်တွေကိုမနိုင်တာနဲ့ဘာမှမဆိုင်တဲ့ရသပြတ်မှတ်တွေကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်နေရမှာစေယုံစေကစတင်ကြောင်းနဲ့ဖျားဇီဒီတွေပါမချန်ဘုံကျဲဖြက်စီးနေပြီးနိုင်ငံတကာကသတ်မှတ်ထားတဲ့စီယာစွေးမှုတွေကိုဇက်တိုက်ကျူးလွန်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖက်မှာလေဒင်းသားကြီးတိုင်းတရ6မြို့နယ်မှာရှိတဲ့မိုးရွှေကူကြေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်လာပြီးတော့ရွာလုံးကျွမိရှုဖျက်ဆီးနေပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဩဂုတ်လ22ရက်နေ့မနက်ပိုင်းမှာပဲဒင်းသားကြီးတိုင်းတရ6မြို့နယ်မှာရှိတဲ့မိုးရွှေကူကြေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတနက်တွေပစ်ပေါက်ပြီးစစ်ကြောင်းထုတ်ဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်ကြေးရွာနေပြည်သူတွေဟာဘာပစ္စည်းမှတဲချင်းမရပဲထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေဟာခြေရွာတွေတဲကပြည်သူပိုင်းနေအိမ်တွေမှာစိတ်ကြိုက်ဝင်ရောက်မှွေနှောက် ပြီးတော့ရွာလုံးကျွတ်မိရှုဖျက်ဆီးနေတယ်ဆိုပါတယ်လက်ရှိမှာတော့နေအိမ်တွေဘလောက်တောင်မိလောင်ဖျက်ဆီးသွားပြီလဲဆိုတာမသိရသေးပေမဲ့နေအိမ်တွေမိလောင်နေတာနဲ့မိကိုလုံးကြီးတွေတက်လာတာကိုအဝေးကနေဒီအတိုင်းထိုင်ကြည့်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံနွန်ထပ်ပူရီမှာရှိတဲ့အထက်သားဆက်ယုံမှာ အလုတ်လုတ်ရင်းဆက်ညက်ပြီးတိတ်ဆုံးခဲ့ရတဲ့မြန်မာအလုသမားတဦးအတွက်နစ်နာချင်းငွေကိုကျန်းသူမိသားစုကလွှဲပြောင်းယူနိုင်အောင်ကူညီပေးနေပါတယ်လို့ MHEC မဟာမိတ်အဖွဲ့ရဲ့ AC ကိုရင်းမင်းကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ထိုင်းနိုင်ငံနွန်ထပ်ဘူရီမှာရှိတဲ့အထက်သားစစ်ရုံမှာအလုတ်လုတ်နေရင်းနဲ့ဆက်ညက်ပြီးတိတ်ဆုံးခဲ့ရတဲ့မြန်မာရွှေပြောင်းအလုသမားဖြစ်သူအသက်26နှစ်အရွယ်ကိုဟိန်းထက်နောင်ဆိုသူအတွက်နစ်နာချင်းငွေလွှဲပြောင်းယူနိုင်ဖို့မိသားစုကအကူအညီတောင်းခံလာတဲ့အတွက်ကြောင့် MHAC မာမိတ်အဖွဲ့ကဒီကနေ့ဩဂုတ်လ22ရက်နေ့မှာပဲစက်ယုံနဲ့တွားရောက်ညှိနှိုင်းမှုတွေလှုပ်ဆောင်ပေးနေတယ်ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ဥပဒေအရလူ့သမားတို့ဥသိဆုံးခဲ့ရင်ပကံစခွန်ရှိတာနဲ့တရားဝင်ထိုင်းဘက်ငွေ9သိန်းကျော်အပြင်အတူပါစီရိတ်ဘက်9000မှာရတာဖြစ်တဲ့အတွက်သိဆုံးသူများအလူ့သမားကိုဟိန်းထက်နောင်ရမယ်နေနာကြီးကိုအပြည့်အဝရအောင် MHAC မာမိတ်အဖွဲ့က စက်ယုံနဲ့တွားရောက်ညှိနှိုင်းနေပြီးတည်ဆုံးသူရဲ့ကျန်းသူမိသားစုကအဲ့ဒီနစ်နာချင်းငွေလွှဲပြောင်းယူနိုင်အောင်လဲကူညီပေးနေပါတယ်လို့ MHAC မှာမိအဖွဲ့ရဲ့ AAC ကိုရင်းမင်းကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ